အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်နဲ့အတူတူဘန်ကောက်ကနေခေါရိုင်းဆိုတဲ့တောင်တွေပတ်ပတ်လည်ဝိုင်းထားတဲ့အေဂျင့်နဲ့မြို့လေးကိုအလဲသွားကြပါမယ်ခင်ဗျာကျွန်တော်တို့ဒီခီးစဉ်ကိုသွားထားတာကတော့2025တလပိုင်းကလေးနဲ့ပေါ့နော်ဒီခီးစဉ်လေးကကျွန်တော်တို့ခေါရိုင်းကိုဒုတိယအချိန်မြောက်သွားပြစ်ခဲ့တဲ့ခီးစဉ်လေးလည်းဖြစ်ပါတယ်ခင်ဗျာ ပထမအချိန်ရောက်ခဲ့ပြီးပြီဆိုတော့ဒုတိယအချိန်သွားတဲ့ feeling အနေနဲ့ပြောရရင်တော့ရောက်ပြီးသားနေရာတွေသွားတဲ့အခါမှာတော့အရင်ကြီးဟိုပျော်ရွှင်ရတာမျိုးမဖြစ်ဘူးပေါ့နော်မရောက်ခဲ့သေးတဲ့နေရာတွေသွားလိုက်ရတဲ့အချိန်မှာတော့အာလာလိုက်တာဆိုတဲ့ feeling တော့ရပါတယ်ခင်ဗျာအီတလီပုံစံလုပ်ထားတဲ့မြို့ငယ်လေးတွေတိုးချံနေကော်ဖီဆိုင်တွေပန်းရောင်စုံခင်းကြီးကြီးတွေရှိတဲ့ရှိတွေကကျွန်တော်တို့အစောကတည်းကပထမတစ်ချိန်တည်းနဲ့ရောက်ခဲ့ပြီးပြီဆိုတော့အရန်ကြီး ထပ်ပြီးတော့ရောက်တဲ့အချိန်မှာခန်းစားချက်ဟိုပျော်ရွှင်ရတဲ့ခန်းစားချက်မဖြစ်ဘူးပေါ့နော်ဟိုနောက်ထပ်ဒီခောက်ရိုင်နေရှင်နယ်ပတ်တီသွားလိုက်တဲ့အချိန်မှာတော့အရန်ကောင်းတဲ့ခန်းစားချက်ရခဲ့ပါတယ်ခင်ဗျာ ထမအချိန်ကျွန်တော်တို့သွားတော့ကသူကမိုးလေးအုံပြီးတော့ရာသီဥတုအေးအေးလေးနဲ့နေလို့အရင်ကောင်းတယ်ပေါ့နော်အအခုဒုတိယအချိန်သွားတော့လေထိုးနေလည်းကောင်းပါပဲကျွန်တော်တို့ဘန်ကောက်မှာအရင်ပူနေတဲ့အချိန်မှတောင်မှဒီမှာကနေလို့ထိုင်လို့ကောင်းတယ်ပေါ့နော် သူက တောင်ကြီးလိုလိုကလောလိုလိုပြုံးလင်းလိုလိုရာသီဥတုလေးတော့ရတယ်လို့ကျွန်တော်ထင်ပါတယ်ခင်ဗျာ ထိုင်းနိုင်ငံမှာကဘယ်နေရာတော်တော်နာမည်ကြီးတဲ့နေရာမှန်သမျှသူတို့ဝင်ကြီးတောင်းတယ်ပေါ့နော်တရားကနေအထက်ကိုဝင်ကြီးတွေပေးရတဲ့နေရာတွေကြီးပါပဲခင်ဗျာအခုကျွန်တော်တို့ဝင်လာတဲ့ဒီနေရာလည်းဝင်ကြီးပေးရပါတယ်ခင်ဗျာဒီအကောင့်လေးတွေကိုအစာကျွေးဖို့ရာကျတော့ဒီဝင်ကြီးလက်မှတ်ဝယ်တဲ့အခါသူတို့ ပေးတဲ့လက်မှတ်ဖြတ်ပိုင်းလေးကိုပြလိုက်တာနဲ့ဒါကျွန်တော်အစာကျွေးဖို့ရာသူတို့ပေးတယ်ပေါ့နော်အဲဒီပေးတဲ့လောက်လေးကိုပဲကျွန်တော်တို့အစာကျွေးလို့ရပါတယ်ခင်ဗျာ ူရဲ့ခီးသွွားရသည်ဆိုလို့ရှိရင်ဟိုတယ်တွေကဈေးများတယ်ပေါ့နော်ဒါကကျွန်တော်စကားဖြတ်ပြောတာပါခေါင်ရံကအေးစစ်စစ်နေရအဆုံကိုလဲပြီးနှက်ဆက်သွားတယ်ဆိုလို့ရှိရင်တခါတော့ရောက်ပြီးတာနဲ့နောက်တစ်ခါသွားဖို့ရတော့ကျွန်တော်အထင်တော့မတင်တော့ဘူးပေါ့နော်ဘာလို့လဲဆိုတော့အာလုံလောက်ပြီလို့ကျွန်တော်ထင်တယ်ပေါ့ဗျာအဲ့ဒီကိုထပ်သွားမဲ့အစားပတ်စံလေးထပ်ဆုပ်ပြီးတော့မရောက်ဘူးတဲ့တခြားနေရာလေးတွေကိုသွားဖို့ကျွန်တော်ကအချံပေးခြင်းပါတယ်ခင်ဗျာ ဒါပေမဲ့ကျွန်တော်ကတော့ထပ်ပြီးတော့သွားအောင်မယ်ပေါ့နော်။ဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်ရောက်ချင်ခဲ့ပြီးတော့မရောက်ခဲ့တဲ့တခြားနေရာလေးတစ်ခုကြံခဲ့လို့ပဲဖြစ်ပါတယ်ခင်ဗျာ။ဒီခေါင်းရည်မှာလေအစားအသောက်တွေအရင်ကောင်းတယ်ဘန်ကောက်ထက်ပိုပြီးတော့ကောင်းတယ်စားလို့လေအချက်ပြုတ်တာတွေအရင်ကောင်းပါတယ်ခင်ဗျာ။ရောက်ရင်မြည်ဆန်းကြည့်ကြပါခင်ဗျာ။ ဒါကတော့ပန်းပေါင်းစုံနဲ့ပန်းခင်းကြီးရှိတဲ့နေရာပေါ့နော်ဒီနေရာကတော့ခောက်ရံလို့ပြောလိုက်တာနဲ့ဒီနေရာကတော့မတိတူမရှိသလောက်နာမည်ကြီးပါတယ်ခင်ဗျာဒီနေရာလည်းဝင်ကြီးပေးရတယ်ပေါ့နော်ဒီထက်မှကတော့ပန်းရောင်စုံနဲ့အများကြီးပန်းမျိုးစိတ်ပေါင်းအများကြီးကိုတွေ့ရပါမယ်ဖြစ်ပါတယ်အလဲမှာပန်းခင်းကြီးနဲ့ဘေးပတ်ပတ်လဲမှာတောင်တန်းလေးနေနေဆိုတော့အရန်ကိုမှလာပါတယ်ခင်ဗျာ ကျွန်တော်တို့ပထမအချိန်ဒီကိုရောက်တော့ကဒီအရှိတ်အချမ်းကပန်းကင်းတွေပဲပြီးသေးတာပေါ့နော်အနောက်ဘက်အချမ်းကပန်းကင်းတွေတောင်းမဆိုင်သေးဘူးအခုဒုတိယအချိန်သွားတော့ပန်းတော်တော်များများစုံနေပါပြီခင်ဗျာဒါကတတိယမြဝင်ခဲ့တဲ့နေရာပါဒီနေရာလေးကိုလည်းလေး ကျွန်တော်တို့ပထမတစ်ချိန်သွားတော့အရန်ကြိုက်တာအရန်ကိုမှလာတယ်အရန်မိုက်တယ်လို့ခံစားရတယ်ပေါ့နော်အာဒုတိယချိန်သွားတော့လည်းဒီနေရာကလာမြဲလာစေပါပဲခင်ဗျာဒီနေရာတော့ကျွန်တော်ကအမှတ်ဖြစ်ပြီးရပေါ့နော်ဘာလို့ဆိုဒီနေရာမှာကော်ဖီတောက်ရတာကိုအရန်သဘောကျတယ်အရန်လည်းကြိုက်တယ်ဒီရောက်လို့ရှိရင်ကော်ဖီတောက်တာပဲဖြစ်ဖြစ်တခုခုပေါ့နော်တခုစားတာပဲဖြစ်ဖြစ်အေးဆေးလေးထိုင်ပြီးတော့အာဓာတ်ပုံပါညာရိုက်နားမယ်ဆိုလို့ရှိရင်ပို့ပြီးတော့ကောင်းပါတယ်ခင်ဗျာ သူလဲ area အခြေကြီးပေါ့နော်အထက်မှာဓာတ်ပုံရချင်းစရာနေရာတွေအများကြီးပဲရှိပါတယ်ခင်ဗျာဒါကတော့ကျွန်တော်တို့တရက်တာလဲခဲ့တာကိုတင်ပြတာပဲဖြစ်ပါတယ်နောက်ပိုင်းလဲခဲ့တဲ့ဟာလေးတွေကတော့ကျွန်တော် blog ကိုအရှိမတင်ပြတာပေါ့နော် ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာကြည့်ရှုအားပေးကြတဲ့တူတူတယောက်ချင်းစီတိုင်းစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေခင်ဗျာကဲကျွန်တော်လည်းတဲမဲဟိုတယ်ကိုသွားပြီးတော့မှအိတ်ကြပါတော့မယ်ခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ